ရိဒန်နာရဲ့အကျဉ်းဆုံးဖြစ်တဲ့နဖျားဆူးစာစัจ java ရဲ့အရှင်သခင်ဖြစ်အိုဆိုးစင်မှာစိန်ခုံများသောရင်ဆိုင်ခဲ့ရမှုပါတယ်။ဘလူးကြီးတွေတိုက်တန်တွေတကိုးကြီးရဲ့တိုက်ဖုန်စရရီနဲ့တိုက်ခိုက်ခဲ့ရသူဖြစ်ပါတယ်။ဒါပေမဲ့လည်းအိုလမ်ပစ်တောင်ရဲ့နှလုံးသားမှာပုံကံမှုတစ်ခုပေါ်ပေါက်လာလိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူး။ဒီဗီဒီယိုလေးမှာတော့ဆူးစ်ကိုအခြားအိုလမ်ပစ်နဖျားတွေကပုံကံခဲ့တဲ့အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ ုခိစာမှာစူးစာအိုလံပက်စနက်ဖျားတွေကိုဥဆောင်ပြီးတော့တိုက်တန်နော်မဂီအတွင်းမှာတိုက်တန်တွေကိုခြေမုန်းခဲ့ပါတယ်။တိုက်တန်နော်မဂီဆိုတာစစ်ကြောရောက်ထိန်းချုပ်ဖို့နက်ဖျားတွေနဲ့တိုက်တန်တွေကြာ10နှစ်ကြာစစ်ပွဲတခုပါ။လူနဲ့ပဲစူးစာအိုလံပက်စတော်မှာပလီမွန်မှာထိုင်လူသားအလုံးနဲ့နက်ဖျားအလုံးအုပ်ဆိုးတဲ့နက်ဖျားဘီရင်ဖြစ်လာခဲ့ပါတယ်။သူ့လက်မအောင်မြောက်ပြီးသူ့ရဲ့စွန့်ထက်တဲ့ Thunder Bolts တွေကိုထုတ်ပြလိုက်တဲ့အခါအခြားနက်ဖျားတွေကသူ့ကိုလေးစားရည်အနေနဲ့ဥညွတ်ခဲ့ကြပါတယ်။ဘယ်နက်ဖျားမှာစူးစ်လောက်အာဏာမရှိခဲ့ပါဘူး။ ဆူးစီစနီနတ်ဖျားပြင်မှာဟဲရာကသာသူမခင်ဖို့လို့နတ်ဖျားရဲ့လေးစားရခိုင်းရပေမဲ့သူမကိုရိုင်တော်မှဆူးစကောင်းလာတဲ့အခါစန့်ကျင်ပဲမလို့ရဲပါဘူးဆူးစကသူစနီဟဲရာကိုချစ်ပေမဲ့သူမပုံမှာတစ္ဆာမဆောင်သေးပဲအိမ်တော်မြင်ပါဆက်ဆံရေးတွေရှိခဲ့ပါတယ်ဟဲရာနဲ့ဆူးစတို့ဟာဆူးစီတစ္ဆာမမှုကြောင့်အမြဲတမ်းရန်တက်နေရတာပါသူမခင်ဖို့ရဲ့အချက်ခွဲတော်ကိုညှင်းငွေလာတဲ့နတ်ဖျားမှာဟာအိုလံပက်စ်ရဲ့အရှင်သခင်ကိုစန့်ကျင်မှုအတွက်ကြံစီလာပါတော့တယ်ကြာတော့အိုလံပက်စ်နတ်ဖျားတွေကလည်းဆူးစီမာနနဲ့အတ္တကိုစိတ်ကုန်နေခဲ့ကြပါတယ် စုစာကဘာကြီးကိုသူ့စိတ်အလိုကြအတိုင်းအမိန်ပေးပြီးအုတ်ချုပ်နေခဲ့လို့ကဟေရာရဲ့ဥဆောင်မှုအောက်မှာသူတို့ဘီရင်ဇူးစ်ကိုဖြုတ်ချဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။နှစ်ပြောရီဟာဇူးစ်အိတ်တဲ့အခန်းထဲကိုဝင်သွားခဲ့ကြပါတယ်။ပိုဆိုင်ဒန်နဲ့အပိုလိုတို့ဟာဟက်ဖက်စတက်လို့တဲ့ရွှေတန်ကြိုးတွေတုံးပြီးဇူးစ်ရဲ့လက်မောင်းတွေနဲ့သူ့ခရင်ကိုတွဲပြီးချီနှောင်ထားလိုက်ပါတယ်။ဘာဖြစ်ဖြစ်နေလဲဆိုတော့ဒီထားမိတဲ့အချိန်မှာဇူးစာမလုံနိုင်တော့ပါဘူး။ဒေါသထွက်ပြီးတော့ကြောက်မဲ့ဖွယ်ချင်းချောင်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့အခြားနတ်ဘုရားတွေကသူ့ကို game ဆိုင်ခဲ့ကြပါဘူးဒီထိတ်တန်းပလင်နေရာမှာဘသူထိုင်မလဲဆိုတော့ပို့ပြီးတော့စိတ်ဝင်စားနေခဲ့ကြလို့ပါနတ်ဘုရားမဟေရာဟာအိုလံပတ်ရဲ့ဗြေမဖြစ်ပြီးတော်လန်ရဲ့ခေါင်းဆောင်ဖြစ်တာကြောင့်သူမဟာဆုရှေထင်းနှံကိုတိမ့်မဲ့ဖို့ထင်ရှားတဲ့ရွေးချယ်မှုဖြစ်တယ်လို့ယူဆခဲ့ပါတယ်ဒါပေမဲ့ဟေရာပြီးအခြားနတ်ဘုရားတွေကလည်းအလားအလာရှိခဲ့ပါတယ်အတ္တိနာကတော့သူမကိုသူမညံမညာရှိဆုံးတဲ့အလေးမြတ်ထားခံရဆုံးသူလို့ဆိုခဲ့ပါတယ်အပိုလိုကလည်းနေနေဖျားတာဒီဆုံးသစ်စီအလင်းယူလာနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ် ပိုဆိုင်တန်ကလည်းသူသားလင်းအစွမ်းထက်ဆုံးဖြစ်သူလို့အခိုင်အမာဆိုးနေပါဗျ။မိဘဆောင်နဲ့ဖခင်မဟက်စတီးယားကတော့တီယာရုအတွေ့ဝင်မပြိုင်နဲ့တူးတဲ့သူပါ။နယ်ရီယက်ရဲ့သမီးတက်တစ်ကအိုလံပတ်မှာပြည်ရင်းစစ်ဖြစ်တော့မယ်လို့ဟောဝင်းထုတ်ခဲ့ပါဗျ။နဖျားညီကိုချင်းချင်းတိုက်ပွဲရကဘာကြီးကိုဗျံပရာဖြစ်မှုပဲတွန်းပို့နိုင်ပြီးဇူးစီရဲ့တင်ငိမ့်နဲ့လက်တွေရတာဒီပိပခါကိုရှောင်ရှားနိုင်ပါလိမ့်မယ်။ဒါကြောင့်တက်တစ်စာဟက်ကတွန်ကီရဲ့အကြီးကျယ်ဆုံးဖြစ်တဲ့ Brian Arias နဲ့ဆုံးခဲ့ပါတယ်။ ဘရန်ယာရီရဲ့စာလက်တရားနဲ့ဥကောင်း90ပါတဲ့ကြီးမားတဲ့တရားကြီးပါဆူးစပေါ်ထားရှိတဲ့သူ့ရဲ့တစ္ဆာမဆုံးမနစ်ဖြစ်တာကြောင့်အိုလံပက်စီခီးထွက်ခဲ့ပါတယ်ဘရန်ယာရီရဲ့စာဆူးစကိုချုံနှောင်ထားတဲ့တန်ကျိုးတွေကိုချိုးဖျက်လိုက်ပါတယ်အချုံနှောင်ကနေလွတ်သွားတဲ့ဆူးစာအေယာမမူးချုံတန်ကြီးနဲ့စက်ကြော်လာကြီးကိုတုံလုံးသွားစေခဲ့ပါတယ်သူ့ဖြုတ်ချတဲ့ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့နတ်ဖျားတွေဟာအညံ့ခံတဲ့အမှန်သားဖြစ်လက်နက်တွေချလိုက်ပါတော့ဒီလိုလက်နက်ချလိုက်ခြင်းဟာဆူးစရဲ့ဒေါသစိတ်ပိုင်းအနှင်းငယ်ကိုပြေလျော့စေခဲ့ပါတယ် ဇူးစ်ကိုဆန့်ကျင်တဲ့သူတွေကိုဥဆောင်လာအတွက်ဟေရာတယောက်အပြစ်ပေးခံခဲ့ရပါတယ်။နဖျားမဟာတန်ကျိုးနဲ့ချီပြီးကောင်းငင်မှာချိန်ဆွဲခံခဲ့ရတာပါ။သူမခင်မို့နောက်တစ်ခါဘယ်တော့မှပုံကံမှာမဟုတ်ဘူးလို့တစ္ဆာဆိုတဲ့အထိချိန်ဆွဲခံခဲ့ရတာပါ။ဇူးစ်ဟာအပိုလိုနဲ့ပိုဆိုင်ရန်တို့ကိုလည်းအထူးအပြစ်ပေးခဲ့ပါတယ်။သူတို့ရဲ့တောင်းကထရိုဂျန်ဘီရင်လာအိုမီတန်စီအမှုထမ်းပြီးဖောက်ဝင်လို့မရတဲ့ထရိုဂျန်မျိုးရိုးတိစောက်တဲ့နေရာမှာကူညီပေးဖို့ဖြစ်ပါတယ်။ဆုံးအထိနာတော်မိသားစုကျေးဇူးတင်ပါတယ်ဗျာ။ video ကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးတော့မေ့ပါနေအောင်နော်